Hello ချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့က2025ခုနှစ်နိုဝင်ဘာလ21ရက်နေ့ရဲ့ညပိုင်းသတင်းတွေကိုကျွန်တော်တို့တို့တွားပြီးမှကြည့်ကြမှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့လူရီတူရှင်သတင်းလေးဖတ်ပြပေးပါမယ်နော် ပထမဆုံးသတင်းတစ်ပုဒ်ကတော့မုံရမန်လေးလမ်းမှာဒေသခံတွေကိုတစကန်ဖမ်းဆီးထားတဲ့စစ်အုပ်စုစစ်ကြောင်းကိုမိုင်းဆွဲတက်ခဲ့ခဲ့ရာခုနှစ်ဦးမျိုးစားဖြစ်သွားတယ်ဆိုတဲ့သတင်းမှဖြစ်ပါတယ်။အဲ့ဒါကတော့မြောင်လန်းခွဲနဲ့ဂွေးပြင်တော်စစ်အုပ်စုအထိုင်စခန်းကအင်အား90ကျော်ပါတဲ့စစ်အုပ်စုတွေကလမ်းဘေးကစိုက်ပျိုးရေးလုပ်ကင်နေတဲ့ဒေသခံတောင်သူတွေကိုဒါစခံဖမ်းဆီးပြီးစစ်ကြောင်းထွက်လာခြင်းမှာမိုင်းဆွဲတက်ခဲ့ခဲ့တာဖြစ်တယ်လို့၅တောင်ကျက်တပ်ဖွဲ့ရဲ့တာဝန်ရှိသူတွေကသတင်းပို့ထားပါတယ်ခင်ဗျာ။ အဲ့ဒီမှာဆိုရင်လည်းမနက်7:00နာရီခွဲမှာဂွေးပင်တော်နဲ့မြောင်းလန်းခွဲအတိုင်းစခန်းကနေရေပိုးစားဘုံကြီးကျောင်းဘက်ကိုသူတို့ထွက်လာတာကျောင်းထဲကိုဝင်ခါနီးမှာတခြားမာမီးဖွဲ့နဲ့တိုက်ပိုင်းထိသွားတယ်အဲ့ဒီနောက်ထပ်ပြီးတော့တိုးလာတဲ့အခါမှာကျွန်တော်တို့ဆင်ထားတဲ့ point နဲ့ရောက်လာတဲ့အချိန်မှာမိုင်းဆွဲတက်ခိုက်လိုက်တယ်တေရာကစခါ9កောင်တေပြီးတော့ဒဏ်ရာရတွေများတယ်အဲ့လိုဒဏ်ရာရတဲ့သူတွေကိုမုံရကိုတေသွားတယ်လို့ပြန်ကြတယ်သူတို့လာတဲ့အခါမှာလမ်းကာလမ်းဘေးမှာနှမ်းရင်းနေတဲ့တောင်သူတွေကိုဒဇက်ခံပြီးခေါ်လာတယ်ရှိတယ်ပေါ့နော်အဲ့တော့ဘယ်လိုမျိုးအဲ့တော့ချမ်းမစစ်ကောင်စီဒီမှာတော့ မိုင်းမိပြီးတော့ခုနကောင်မျိုးစာဖြစ်သွားတဲ့တင်းမဖြစ်ပါနော်နောက်တဲ့တင်းတစ်ပုတ်ကတော့ပေါ့တောင်ပိုင်းကပြူစောတိရွာနေရွာကိုတော်လိုင်းတက်တွေတိမ့်စေတယ်ဆိုတဲ့တင်းမဖြစ်ပါတယ်မကွေးတိုင်းပေါ့မြို့နယ်တောင်ပိုင်းမှာရှိတဲ့စေအုပ်စုတက်တဲ့ပြူစောတိတွေအထအထိုင်ချတက်ဆွဲနေတိုင်းနဲ့ဝန်ကျုံရွာနဲ့တစ်ချိုကုန်းရွာတွေကိုတိုက်ခတ်သိမ်းပတ်နိုင်ခဲ့တယ်လို့မြိုင်ပကပကသတင်းထုတ်ပြန်ထားတယ်လို့သိရပါတယ်နောက်တဲ့တင်းတစ်ပုတ်ကတော့ဒီညပိုင်းမှာပေါ့နော်တကယ်တင်းကြီးပေါ့ UNG ဝင်ကြီးချုပ်ယုံခေါင်းစဉ်တက်၍ပုံကိုရေးတိုက်ခိုက်မှုကိုစုံကုံဖွဲ့စစ်ဆေးပြင်တော်ကြီးပြတောင်းဆိုဆိုတဲ့သတင်းဖြစ်ပါတယ်နော်အဲ့တော့အမျိုးသားညီညွတ်ရေးအစိုးရ UNG ဝင်ကြီးချုပ်ယုံအတွင်ဘန္ဒာငွေအလွဲသုံးစားမှုနှင့် CDM ဝင်ထမ်းများပေါ်မတရားဖိနှိပ်မှုများကျူးလွန်နေသည်ဟုဆိုသောကိစ္စရပ်သည်ပုံကိုရေးတိုက်ခိုက်မှုသာဖြစ်ပြီးအ мян ဆုံးစုံစမ်းစစ်ဆေးပြင်ဆွဆက်ခံရသူတော်ကြီးပြကတုံ့ပြန်တောင်းဆိုထားတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်နှွေဦးတော်လိုင်းရေးအတွက်လူထမ်းရရှိသောအလူငွေဘန္ဒာငွေများကို UNG ဝင်ကြီးချုပ်ယုံ၏အမြဲတမ်းတွင်းဝင်တော်ကြီးပြနှင့်၎င်း၏ခွန်ပွန်ယုံဦးစီးအဖွဲ့မှစီမံရေးရညွန့်ချုပ် ်ဦးညီညီမင်းတို့ကအလွဲသုံးစားလုပ်နေကြောင်းယမန်နေ့နိုဝင်ဘာ20ရက်နေ့ MPA သတင်းဌာနရေးသားခဲ့ခြင်းဖြစ်ပါလေပဲ။အဆိုပါ MPA စောင်းပါနေပတ်သက်ရေးဆွန်ဆဲချက်များအပေါ်တုတ်ပယ်ဖြေရှင်းလိုပြီးထွက်ပေါ်နေသောတိုင်စာသည်သမရစီယာပေ့ချ်ဥက္ကဋ္ဌနှင့်ဝန်ကြီးများတံနိုဝင်ဘာလ19ရက်နေ့၌ပြောပြထားခြင်းဖြစ်ကဝန်ကြီးချုပ်စီကမူရောက်ရှိလာခြင်းမရှိသေးကြောင်းအမြဲတမ်းတွင်းဝင်တော်ကြီးပြားကဆိုပါတယ်တဲ့ဒီလိုမျိုးသိငယ်တဲ့ပုဂ္ဂိုလ်ရေးမကြီးညက်ချက်တစ်ခုကိုအရင်ပြုပြီးစနစ်တကျစီစဉ်ထားတဲ့ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုကိုပထမအဦးဆုံးကြုံရခြင်းဖြစ်ပါတယ်လို့အဓိကဆွဆွဲခံနေရသူဒေါ်ကြီးပြားက နိုဝင်ဘာ21ရက်နေ့၎င်းလူမှုကွန်ရက်ဆိုင်မျက်နှာမှာတစ်စိတုံးပြန်ပြောဆိုထားတယ်လို့သိရပါတယ်။အဲ့တော့ဒေါ်ကြည်ပြကိုတော့အခုချိန်မှာဆိုရင်ပေါ့နော်ငွေကြေးလွဲသုံးစားမှုနဲ့သူ့ရဲ့ခင်ဖို့လဲပါတယ်ပေါ့နော်။ဒီစောင်းပါပေါ့နော် MP မှာစောင်းပါရထားရှိတယ်ပေါ့နော်။အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုဒါမင်ကြီးနေတာဖြစ်ပါတယ်။သူကတော့အခုချိန်မှာတော့ငင်းဆိုထားတယ်ပေါ့နော်။အဲ့တော့ဘလို့ပဲပြောပြော UNG ကတော့ငွေကြေးနဲ့ပတ်သက်လာရင်ဒီပွင့်လင်းမြင်သာမှုတော်တော်ကြီးကိုအားနေနေတာဖြစ်တဲ့အတွက်ပေါ့နော်ငွေကြေးကိစ္စနဲ့ပတ်သက်ပြီးပြောလာတယ်ဆိုရင်တော့ဘယ်သူမှက တတိကျပါเนาะပြောလိုက်တယ်ဆိုရင်ယုံသွားတဲ့လူကပိုများတယ်ပေါ့เนาะအဲ့တော့ဒီဟာနဲ့ပတ်သက်ပြီးတော့ဒီညမသုံးသက်ချက်လေးကျွန်တော်နားထောင်ကြည့်အောင်ပထမတော့ကျွန်တော်ဒီဘိုးကြီးတင်လဲအောင်ပေါ့เนาะသုံးသက်ထားတယ်နားထောင်ကြည့်အောင်เนาะပြီးတော့မယ် line ပေါ်မှာအရန်ဟော့ဖြစ်နေတဲ့ဟာလေးလေးရှိပါတယ်ဟော့ဖြစ်နေတဲ့ဟာကကျွန်တော်တို့အဓိကကကျွန်တော်တို့အနွေဒေါ်လာရေးမှာအဓိကပြဿနာကဘာလဲဆိုတော့အဲ့ဒီဟာပဲပဲငွေကြေးငွေကြေးစီးစင်းမှုကိုကျွန်တော်တို့တယောက်နဲ့တယောက်ပေါ့เนาะတူးနဲ့တူးအဲပွင့်ပွင့်ပွင့်လင်းမှု မရှိတဲ့အရာတွေပြီးလို့ရှိရင်ထီရောက်စွာအေးအေးယူခြင်းမရှိတဲ့အရာတွေပေါ့နော်အဲ့တော့ကျွန်တော်တို့ကအခုဒီကိစ္စကဘယ်သူမှလဲဘယ်သူမှလဲဆိုတာတော့ဒါ line ပေါ်မှာအကုန်လုံးကြဲကြဲပြန့်ပြန့်ဝိုင်းဝန်းပြီးတော့မှသူနဲ့ပတ်သက်တဲ့အဲတီကျွမ်းတဲ့အသည့်တွေကလည်းသူ့ရဲ့အကြောင်းကိုသိတဲ့လူတွေကလည်းခွေးကစားဘယ်လိုမျိုးအကုံညာသိဟိုဟာဖြစ်တဲ့ဟိုဟိုဒီ KTB သွားတာစားဘယ်လိုဘားသွားတာစားဘယ်လိုဘယ်လိုမျိုးတွေကိုရေးကိုရာအတွက်အသုံးဆွဲနေတယ်ဆိုတော့ခါတွေလည်းဒါ line ပေါ်မှာကြဲကြဲပြန့်ပြန့် အဲတိတဲ့လူတွေလည်းဝိုင်းပြီးတော့မှ sharing လုပ်ပြီးတော့မှရေးသားနေတဲ့ဟာတွေလည်းတွားပြီးတော့မှတွေ့ရတယ်ပေါ့နော်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့လေကျွန်တော်တို့ကတော့တောင်းဆိုပြစီကျွန်တော်တို့လူဦးတော်လိုင်းကြီးက၅နှစ်ဝင်းကျင်ပေါ့နော်နောက်တလားနှစ်လားဆိုလို့ရှိရင်ကျွန်တော်တို့၅နှစ်ပြည့်ပြီလို့တော့ပြောလို့ရတယ်၅နှစ်သားရှိလာမယ့်အချိန်မှာ၅နှစ်သားကကျွန်တော်တို့ပို့ပြီးတော့မှလမ်းပေါ်မှာတော်တော်တော်ပြေးနိုင်တဲ့အရွယ်ကိုရောက်ရတော့မယ်ပို့ပြီးတော့ကြစ်လေးခိုင်မာတဲ့အရွယ်ကိုရောက်ရတော့မယ်စကားတွေတီတီတာတာပြောနိုင်တဲ့အနေအထားမျိုး ရှိလာတော့မယ်လူကြီးသူမတွေကိုမေးခွန်းပြန်ထုတ်နိုင်တဲ့အရွယ်ကောင်းတစ်ခုတောင်ဖြစ်လာပြီလို့ပြောလို့ရတယ်ဗောနော်ဒါဒါပါငှက်လဲတို့ဒါပါကောင်းကြီးလဲတို့เนาะအဲဒါယထာပါယထာအတွဲရှိတာယထာเนาะအတွဲတူတာကားတို့ဟာဒါတွေအစအကုန်လုံးဒါသူ့ရဲ့အသိဉာဏ်ကအရန် ဖွင့်ဖြိုးလာတဲ့အချိန်မှာသူ့ရဲ့မေးခွန်းပေါင်းများစွာနဲ့သူ့ရဲ့လောက်ရက်တွေရတကယ်ဦးကိုဟိုသူနောက်လာမဲ့ဘဝအတွက်ကဟိုခြေလှမ်းကောင်းတစ်ခုဖြစ်တော်မဲ့အရွယ်ရောက်ပြီလို့တော့ပြောလို့ရတယ်ဒါကြောင့်မို့လို့သူကငါးနှစ် တားအရွယ်မှာစပြီးတော့မှကျွန်တော်တို့လူဆိုလို့ရှိရင်စပြီးတော့မှကျွန်တော်တို့မူဂျိုးတို့ဒါသူငယ်ရန်တို့စပြီးတော့မှကြောင်ထားလို့ရတဲ့အရွယ်ကိုရောက်ပြီပေါ့နော်ပညာရှာအမဲ့အရွယ်တော်မဲ့ကျွန်တော်တို့တွန်းပို့နိုင်တဲ့အနေအထားမျိုးတွေရောက်ပြီဆိုတဲ့အခါမှာကျွန်တော်တို့ဒါတကယ်အဲဘဝရဲ့အဆလိုတော်ပြောလို့ရတယ်လူဘဝနဲ့တွက်မယ်ဆိုလို့ရှိရင်ဘဝရဲ့အဆလိုတော်ပြောလို့ရအရင်တော့တော့မသိဘူးပေါ့နော်အမေတို့ဆိုပြီးတော့မှခွန်ကြွေးတာပဲစားခိုင်းရတယ်ဟိုဟင်းမကြိုက်ဘူးလို့ဒီဟင်းမစားခြင်းဘူးလို့ အဒါလေးမှကြိုက်တယ်လို့ तू ဘာတွေကြိုက်တတ်တယ် तू ဘာတူရိယာတွေနှစ်သက်တယ်ဘလို့တချင်းလေးတွေနှစ်သက်တယ်ဆိုတော့ဟာလေးတွေကစအကုန်လုံးအတိတာနိုင်တဲ့အရွယ်ကိုရောက်တဲ့အချိန်မှာကျွန်တော်တို့ဒီလိုမျိုးဒါဘူးဘောတလို့ပေါ်လာတဲ့ကိစ္စရက်တွေနဲ့ပတ်သက်ပြီးတော့လေတာဝန်ရှိတဲ့လူကြီးတွေကကျွန်တော်တို့ထိထိရောက်ရောက်ကလေးဖြစ်စေချင်ပါတယ်အငါနဲ့မဆိုင်ဘူးဆိုတော့ status တခု တင်ပြီးွားလို့ကျွန်တော်တို့ပြီးသွားပြီဆိုတော့ဟာမျိုးမဟုတ်ဖဲနဲ့သူကသူဖြစ်တဲ့လူဟိုဖြစ်ပါလိမ့်မယ်ခံပါလိမ့်မယ်ဆိုတော့ဟာမျိုးတွေဆာလို့ရှိရင်ကျွန်တော်တို့အဲဘေးကနေပါဝင်ပတ်သက်ခဲ့ ဘူးတဲ့လူတွေကကျွန်တော်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လေထိထိရောက်ရောက်လေးအတိုင်းတိုင်းမင်းမင်းလေးလှုပ်ပြီးတော့မှအကောင်းဆုံးလေးကျွန်တော်တို့ဝိုင်းဝန်းအေးအေးဆောင်ရွက်စေချင်ပါတယ်ဒါမှသာလျှင်ဆံပြားပုဂ္ဂိုလ်အဖြစ်ဒါမှန်ခဲ့မယ်သူလို့သူအမားတွေလှုပ်ခဲ့မယ်အမားတွေလှုပ်ခဲ့တာမှန်ခဲ့မယ်ဆိုရင်ပြောတာပါအဲထိခိုက်နစ်နာလို့တဲ့စိတ်ကြောင့်ပြောတာမဟုတ်ပါဘူးအဲဒီကိစ္စတွေကိုကျွန်တော်တို့အဲဒါမြေပြင်မှာအသက်ပေးပြီးတော့မှတိုက်ပွဲဝင်နေတဲ့ရဲဘော်တွေကဒီသတင်းတွေကြားလို့ရှိရင်အများအားစိတ်တက်ကြလိမ့် ရှိပါတယ်။ဟောငါတို့ကသာတက်ဘေးတိုက်ခိုက်နေရတာကွာ။နော်ဖန်ရေဇာတွေကဖန်ရှာတဲ့လူတွေကဒီလိုမျိုးတွေဖြစ်နေပါလားဒီလိုမျိုးတွေလုပ်နေပါလားဆိုတော့စိတ်တွေကကျွန်တော်တို့စောင်းနာပြောတယ်ငါးနှစ်သားအရွယ်ကလေးလေးစပြီးတော့မှဖွံ့ဖြိုးတိုးတက်တဲ့အရွယ်မှာသူ့ကိုစိတ်တန်ရရရှိသွားအောင်မလုပ်ခွင့်နဲ့အပြစ်ရှိတဲ့လူကိုအပြစ်ပေးအေးအေးယူခြင်းကောင်းကောင်းမွန်မွန်တော်လှန်ရေးပေါ်မှာတစ္ဆာရှိရှိလုပ်တဲ့လူကိုမျှော်စားခြင်းဆိုတော့အားမျိုးတွေကိုစုပေးတံပေးစနစ်၄၄ ောင်းကောင်းမွန်မွန်လေးတိဆောက်သွားသေးကြပါတယ်ဆိုတာကိုကျွန်တော်ကဒီနေ့ကနေအကြံပြုကြင်ပါတယ်ဗျာနော်ဒါဒီကိစ္စနဲ့ပတ်သက်လို့ကျွန်တော်လည်းအများကြီးမသိဘူးကျွန်တော်တီးတလောက်လေးပြောရရင်တော့ဒါဟုတ်ရင်လားဟုတ်ဟုတ်ရင်တော့ကျွန်တော်တို့စစ်တိုက်နေတာဗျာတော်လိုင်းလုံးနေတာစစ်တိုက်နေတာကျွန်တော်တို့ဒါနဲ့ပတ်သက်ပြီးတော့မှအာရင်တော့ငါနဲ့တီးခဲ့ဘူးလို့တို့အရင်တော့ငါနဲ့မျိုးတော်လို့တို့ငါနဲ့မျိုးတော်တဲ့လူမျိုးလို့တို့ငါနဲ့တဌာနနဲ့တာဝန်ထမ်းဆောင်ခဲ့တာတို့ငါနဲ့တန်ရုံးနေရှိတာတို့ငါနဲ့တအိနဲ့အတူတူနေခဲ့တာတို့ ငါနဲ့တူတူကြီးခဲ့ဘူးတာတို့ဆိုတော့ဟာမျိုးတွေတန်ရောတင်တရားတွေမထားတော့ဘဲနဲ့ကျွန်တော်ပြပြသားသားရေးယူဆောင်ရွက်ရမယ်အခြေအနေမျိုးဖြစ်လာပြီဆိုတဲ့ဟာလေးကိုကျွန်တော်အနေနဲ့ဒါအကြံပြုခြင်းပါတယ်ဗျနောက်တစ်ခုကတော့ကျွန်တော်တို့ဒါပြည်ဦးလင်မှာဒါကဲဒါတော့ဗောနော်ဒီ UNG ရဲ့အရှုပ်ရှင်းကိစ္စနဲ့ပတ်သက်ပြီးတော့ ဘူးကြီးတင်လင်းအောင်သုံးသပ်ပေးတာဖြစ်ပါတယ်နော်အဲ့တော့ဒီငွေကြေးနဲ့ပတ်သက်လာအများအားဖြင့်ဒီလိုမျိုးပြဿနာတက်တယ်ပေါ့နော်ပြဿနာတက်ပြီးသွားပြီဆိုရင်လည်းအများအားကောင်းကောင်းမရှင်းနိုင်တဲ့ဟာကအခုချိန်မှာဆိုရင်9နှစ်လောက်ကြာလာခဲ့ပြီဖြစ်တဲ့အတွက် NG အနေနဲ့ကတော့ဒါမျိုးတွေကမရှင်းလို့မရတော့ဘူးပေါ့နော်မရှင်းဘူးဆိုရင် ပိုဆိုးတော့မယ်နောက်တော့အခုဆိုရင်အားလုံးလည်းတည်တာပဲ NG ကတော့တော်တော်ကြီးမြေဒီပေါ့နော်ပြည်သူလူထုကြားထဲမှာထောက်ခံမှုကတော်တော်ကိုကြာစင်းနေတယ်လို့ပြောလို့ရပါတယ်နော်အဲ့တော့ကိုယ့်ရဲ့အစိုးရကို ဖောင်းထုတ်ရလည်းမကောင်းဘူးเนาะဒါပေမဲ့လည်းဒီလိုငွေချင်းရှုပ်ချင်းနေပေါ်လာလို့ဆိုရင်ချက်ချင်းချက်ချင်းသူတို့ဒက်ကနဲ့ဒက်ကနဲ့ရှင်းနိုင်နေဆိုတော့အရန်ကောင်းကောက်ပိုးကောင်းတာပေါ့เนาะအခုဒါပေမဲ့ဖြူဖြူကြော်သိန်းလို့ဆိုရင်သူတို့ပွဲလုပ်တယ်ငွေချင်းရှုပ်ချင်းကိစ္စတွေပြဿနာတွေတက်လာတယ်ဒက်ကနဲ့ကနဲ့သူရှင်းတယ်ပြီးသွားတယ်အဲ့လိုမျိုးပေါ့เนาะအဲ့ဒါဆိုရင်ပြည်သူလည်းစိတ်ရှင်းတယ်အခုကဟိုပြပြနာဖြစ်တယ်ဖြစ်ပြီးသွားပြီဆိုရင်ကြာပြီးကြာကြာတော့မှမိသွားတဲ့ပုံစံမျိုးဖြစ်နေတာပါเนาะဖြည့်ရှင်းတာမရှိဘူးအဲ့ဒါဘယ်လိုပဲပြောပြောဒါလေးတွေကိုဖြည့်ရှင်းပြီးရင်တော့ဒါပြည်သူကြားထဲမှာလဲအမြင်မှန်တွေရတော့တာပါเนาะဒါမှမဟုတ်ဆိုရင်ခုက ဝေလာဝေဝါနေရတာပေါ့နော်တကယ်လားတကယ်မဟုတ်ဘူးလားဆိုတော့ဘယ်သူမှသိချာမသိဘူးလေနော်ကဲကျွန်တော်နောက်ထပ်မှာသတင်းကတော့ဒီချက်မစစ်ကောင်စီက PDF ရဲဘော်တူဦးပေါ့နော်နှစ်ပေါင်း200ကျော်ထားအချင်းချတာထောင်ချထားတာပေါ့နော်အဲ့ဒီနှစ်ပေါင်း200ထောင်ချထားတဲ့ဒီ PDF ရဲဘော်ကိုဒီကျွန်တော်တို့တော်လိုင်းရဲဘော်တွေပြန်လဲကဲတင်နိုင်ခဲ့တဲ့သတင်းလေးနောက်ထပ်ကြည့်အောင်နော်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မကွေးအချင်းထောင်ကိုပို့ဆောင်မဲ့နိုင်ချင်းတွေတင်ဆောင်လာတဲ့ကတိုက်ခိုက်ခံရပြီး ထောင်နဲ့223နှစ်ချမှတ်ခံထားရတဲ့တော်လန်ရဲဘော်တအူးကိုကယ်ဆယ်နိုင်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ကဲနော်223နှစ်ဆိုတော့မင်းအောင်လည်းတော်တော်ပေါ့နော်ဘလို့အုံနောက်နေမြတ်လို့လည်းမသိနော်။ချောင်းမြို့ရဲစခန်းကနေမကွေးမြို့အချင်းထောင်ကိုပို့ဆောင်မဲ့နိုင်ငံရေးအကြီးအကဲများကိုတယ်ဆောင်လာတဲ့ကားဂျားဖြတ်တိုက်ခိုက်ခံရပြီးစစ်ကောင်မရှင်တပ်ဖွဲ့ဝင်2ဦးသေဆုံးပြီးနိုင်ငံရေးအကြီးအကဲနေတဲ့ PDF ရဲဘော်ကိုကယ်ထုတ်နိုင်ခဲ့တယ်လို့ဒေတာရင်းသတင်းမြစ်တွေအရသိရပါဗါတယ် နိုဝင်ဘာလ19ရက်မနက်9:00နာရီဝန်းကျင်ကမကွေရေနံကျောင်း6လမ်းပိုင်းမှာ PDF တပ်ဖွဲ့ဝင်တအုပ်အပါအဝင်နိုင်ငံရေးအကျဉ်းသား9ဦးကိုတည်ဆောင်လာတဲ့အန်စာတုံးကတစည်းနဲ့အင်စီကတစည်းကိုတော်လိုင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။အင်စီကနဲ့ဒီတိုင်းသွားတာမျိုးတည်တာအရှိအန်စာတုံးကမှနိုင်ငံရေးအကျဉ်းသား9ဦးပါတယ်။တအုပ်က PDF တပ်ဖွဲ့ဝင်မှာနောက်အင်စီကမှကရဲလေးဦးလောက်ပါတယ်။တော်လိုင်းတပ်ဖွဲ့တွေကတည်င်းရပြီး ရဲလေးဦးပါတဲ့အင်စီကားကိုမိုင်းဆွဲတာအဲ့ဒီမှာအန်စာတုံးကားပေါ်က PDF ရဲဘော်ကခုံချတာအပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားပြီးရဲနှဦးသေးတယ်အလောင်းနောင်ပြန်မကောက်နိုင်ပဲမကွေးဘက်မောင်းသွားတယ်လို့တော်လန်ရင်းနဲ့နီးစပ်သူတဦးကပြောပါတယ်အဆိုပါကဲထုတ်နိုင်ခဲ့တဲ့ PDF တပ်ဖွဲ့ဝင်ရဲဘော်ဟာ2022ခုနှစ်က6မျိုးပေါ်စစ်စင်ရေးတွေမှာဥဆောင်ခဲ့သူဖြစ်ပြီး2023နှစ်ကုန်ပိုင်းမှာစစ်ကောင်မရှင်ရဲ့ဖမ်းဆီးမှုကိုခံရကအမှု15မှုထပ်မင်းဆွဆွဲချက်တွေနဲ့ ထောင်နဲ့223နှစ်ချမှတ်ခံထားရတယ်လို့လည်းသိရပါဗျ။အပြန်အလှန်ပြစ်ခတ်မှုတွေလည်းရှိတော့ကားပေါ်ကကျန်တဲ့နိုင်ငံရဲ့အကျဉ်းသားတွေကိုတော့မကယ်ထုတ်နိုင်ခဲ့ဘူး။လွတ်မြောက်လာတဲ့ PDF ရဲဘော်ကလည်းဒဏ်ရာရရှိခဲ့တယ်လို့အဆိုပါတော်လိုင်းနဲ့နှိစက်သူကဆက်လက်ပြောဆိုထားပါဗျ။ယခုလက်ရှိအနေအထားအရတော့လွတ်မြောက်လာတဲ့6 Garilla Force PDF ရဲဘော် National Call မွန်ညူဟာဥပောင်းနဲ့ခြေချင်းဝတ်တွေမှာဒဏ်ရာရရှိခဲ့တာကြောင့်စေကူတမှုခံယူနေရပြီးပြန်လည်တက်တာလာပါက ရခင်လိုတက်ဖွဲ့မှာပဲတာဝန်တွေထမ်းဆောင်သွားမယ်လို့လည်းသိရပါဗျ။အဆိုပါတိုက်ခိုက်မှုကို6 Garilla Force 6မျိုးနယ်ပကပလက်ယုံစစ်ကြောင်း6မျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့6 Special Adult Force မကွေးခရိုင်ပကပအထူးတိုက်ခိုက်ရေးတက်ခွဲ9နယ် Tiger Fighter Force တို့ကပူးပေါင်းလှုပ်ဆောင်နေတာဖြစ်တယ်လို့သိရပါဗျ။ရှင်။ကဲကြားရတယ်မနော်။ကျွန်တော် PD ရဲ့ရဲဘော်နှစ်ပေါင်း200ကျော် ထောင်ချတယ်ဆိုတော့တော်တော်လေးကိုမင်းအောင်လိုင်းရက်ဆက်တယ်လို့ပြောလို့ရပါတော့အဲ့တော့မင်းအောင်လိုင်းတာပါနော်ဒီတော်လိုင်းပြီးသွားလို့မင်းအောင်လိုင်းတို့တာရေမျိုးပေါ့နော်တခါတည်းဟိုတေးတန်းနေမပေးသေးပဲနော်ထောင်ချမယ်ဆိုတော့နှစ်ပေါင်းနှစ်ပေါင်း2000နှစ်ပေါင်း2000လောက်ချမယ်ထင်နော်တော်တော်နော်ဘလို့ဘလို့အုံတော့နေများလုံနေလည်းမသိနော်ကဲခုနကနော် ANG ကဒီငွေငွေကြေးကိစ္စနဲ့ပတ်သက်ပြီးတော့ပါနော်ဒီ MBA စောင်းပါကိုတုံးသက်ပေးထားတဲ့ဟာလေးနားထောင်ကြည့်အောင်နော်ဒီလိုဆုံးတော့ကျွန်တော်ပြောရရင်ငွေကြေးကိစ္စတွေလူ တင်အားဆုံးရှုံးတာလူခွင့်ချိုးပေါက်တာအကုန်ထားလိုက်ပေါ့နော်ဒါနေဥချိန်နေလေးပေါ့ဒီဆောင်းပါးရဲ့အလိုအရ FBA ဆောင်းပါးရဲ့အလိုအရဒီအချိန်နေဒီဖြစ်သွားပြီဖြစ်သွားပြီဆိုရင်ဘာဆက်ဖြစ်လာမလဲကျွန်တော်တို့စဉ်းစားဖို့လိုပါတယ်ကျွန်တော်ဘာတွေဆက်ဆောင်ကြည့်ဖို့လိုလဲအဲ့တော့ဒါဟိုမဟုတ်ဘူးတဲ့ Facebook status မဟုတ်ပါဘူးနော် Facebook status မဟုတ်ပါဘူးအဲတရင်ဌာနတစ်ခုဟိုကနေပြီးတော့ investigate လုပ်ထားတယ်စနစ်တကျတင်ပြထားတဲ့အတွက်ဒီ NUG တွေမကောက် နော်ဒါຫນွေဥတော်လိုင်းတစ်ခုလုံးပုံရိပ်ကိုပါထိခိုက်စေနိုင်တဲ့ကိစ္စမျိုးဖြစ်ပါတယ်အင်တာအရေးကြီးပါတယ်အဲ့တော့ဒီအခြေအနေမှာကျွန်တော်တို့ဝင်ကြီးချုပ်ယုံပေါ့သူကဝင်ကြီးချုပ်ယုံလို့ပြောတဲ့ခါကျဝင်ကြီးချုပ်ယုံကတော့ဘယ်လိုတာဝန်ယူမှာလဲဒီတရင်ဆောင်မှနဲ့ပတ်သက်ပြီးတော့တော့ NUG cabinet NUG အထယ်ကိုကြီးတစ်ခုလုံးပါတော့ဘာလို့မှာလဲစုံစမ်းစစ်ဆေးကော်မရှင်ဖွဲ့မှာလားအဲတော့မဟုတ်ထုံးတဲ့အတိုင်းပဲ silent လုပ်ပါလားတော့မဟုတ်ဒီလိုဝေဖန်နေလူတွေပြောကြတဲ့သူတွေကိုသူတို့နဲ့လက်သိညာဖြစ်တဲ့ ဆိုရှယ်အင်ဖလူနန်ဆာတွေကိုအသုံးပြုပြီးတော့ဆဲဆိုချိန်မောင်းတာမျိုးနဲ့တရင်ပီပြသွားအောင်လုပ်ပါလားတောက်ထပ်မပြောရဲအောင်ထုတ်ပြောရဲသူတွေကိုထပ်မပြောရဲအောင်ဖိနှိပ်တဲ့ပုံစံမျိုးသွားပါလားဒီအချက်တွေကျွန်တော်တို့ဆက်လက်ဆောင်ကြည့်ဖို့လိုပါတယ်နောက်ပြီးတော့အခုဆွဆွဲခံရတဲ့ဘက်ပါနေတယ်ဒီလိုပြုတ်မှုတွေဆိုရင်ဆွဆွဲခံတဲ့ပါနေတယ်ကဲရကဲရှင်းเนาะမက်ကြီးပြနေသူ့အမျိုးသားဒါအင်တန်အရေးကြီးတဲ့ point ပါเนาะသူတို့ကဘယ်လိုဘယ်လိုသုံးသပ်ပါလဲဘယ်လိုသုံးသပ်ပါလဲဒါကိုသူတို့ ထုတ်ပြီးတော့တို့တို့ဒီမှာရှင်းနေအချက်လက်တွေဥမာ NBA ကစောင်းမသည်လွဲနေတယ်ဒီကိစ္စမျိုးတွေမရှိဘူးဝန်ထမ်း16ရောအလုပ်ထွက်တာလည်းမရှိဘူးကျွန်တော်တို့ဒီမှာခွေးနှစ်ကောင်လည်းမရှိဘူးเนาะအဲ့လိုလည်းမလုပ်ခိုင်းဘူးစသည်ဖြင့်ပေါ့เนาะတို့မို့ပတ်စံနေလေအဲ့လိုအလွဲသုံးသပ်လုပ်တာမရှိဘူးစသည်ဖြင့်တက်တဲ့အထောက်အထားတစ်ခုခုနဲ့တဲ့လေရှင်းနေပြီးတော့ဒါဝင်ကြီးချုပ်ရုံးရေဂုံเนาะဒါ NUG ဝင်ကြီးချုပ်ရေဂုံသူတို့ရဲ့ personal ဂုံဒီဆွဆွခဲရသူတွေဂုံတိတ်ခါဒေါ်လန်ရဲ့ဂုံတိတ်ခါကိုသူတို့ပြန်ထိမ့်ပါလားပြန်နေထိမ့်ကြောင်းမှုအစီအစဉ်ရှိလား အဲတော့မဟုတ်အဲ့ဒါတွေဒီဘလောက်ခိုင်မာတဲ့အချက်လက်တွေဖြစ်မလဲတန်လေးရှင်းလင်းဖော်ပြထားတဲ့အချက်တွေဒါတွေကိုလေကျွန်တော်စနစ်တကျစောင့်ကြည့်ဖို့လိုပါအဲ့တော့ဒီမှာကျွန်တော်ထပ်ပြီးပြောရရင်တော့ဆုံးသောငွေကြေးတွေကိစ္စရောက်လာပြီအဲ့တော့အလူရှင်တွေကပေးတဲ့ပတ်စံပေါ့နော်ကျွန်တော်တို့ကမ်ပိန်းတွေရှိတယ်နော်ကျွန်တော်မဲတွေရှိတယ်ထီတွေရှိတယ်နော်ပုံစံမျိုးစုံပေါ့ကျွန်တော်တို့မင်းအွန်လိုင်းအိမ်တွေရောင်းကြတယ်ဟောဘန်မာလုံးနေအဲဘာလဲကျွန်တော်တို့ဟိုဟာတွေအပ်တာနောက်ပြီးတော့ share တွေဝယ်တာစသည်ဖြင့်ပေါ့လေဥမာ မောကုတ်မှာကြောက်တူးကြောက်ွက်တွေရောင်းတာစသဖြင့်ဒီ9နှစ်အတွင်းမှာကျွန်တော်ငွေပေါ့ဒေါ်လာရင်းအကျိုးအသုံးပြုဖို့ဝင်ငွေရရှိဖို့အတွက်နီးလည်းနေအောင်သုံးကြတယ်အဲ့ဒီမှာပါဝင်တဲ့ငွေတစ်ချက်တရားချင်းတည်တည်ပြည်သူလူထုရဲ့ငွေတွေပဲဖြစ်ပါတယ်ပြည်သူလူထုရဲ့ငွေတွေပဲဖြစ်ပါတယ်အဲ့ဒါတွေအတွက်ဘယ်လိုတာဝန်ယူမှာလဲဥပမာကြာအခုကျွန်တော်တို့သူတော်9နှစ်ရှိသွားပြီပေါ့နော်ကဲထားပါတော့ဝင်ကြီးချုပ်ယုံဖွဲ့တဲ့အချိန်တာဝန်ထားဟို9နှစ်ဒေါ်လာရင်းကတော့9နှစ်ပြည့်ရောမယ်ပေါ့နော်ဆရာနာတိန်မှုကိုစန့်ကျင်နေတဲ့အပေါ်မှာ အော်ဒီတလောက်သိန်း150ရရတယ်ဆိုဘယ်နှလရခဲ့တာလဲဘယ်တော့ရတာလဲဘလို့ရလဲဘလို့စနစ်နဲ့ရလဲအဲ့တော့ဝင်ကြီးချုပ်ရုံကစီမံကုတ်ခဲ့တဲ့စီမံကိန်းတွေအောဘယ်နှခုရှိလဲအဲ့စီမံကိန်းတွေငွေကြေးစည်းဝေးမှုကဘယ်လိုဘလို့ဘလို့လဲနောက်ပြီးဒီတော်လိုင်းမှာပါဝင်နေတဲ့အတွက်ဥမာချစ်ခင်လိုပဲဖြစ်ဖြစ်လေးစားလိုပဲဖြစ်ဖြစ်တော့ဝင်ကြီးချုပ်မန်ဝင်းခိုင်တန်းအပေါ်မှာလူတွေအလူငွေတွေရှိလိမ့်မယ်တော့ဒီကနေတခြားတော်လိုင်းတွေအတွက်ထောက်ဖို့ရိကိစ္စမျိုးတွေဖြစ်နိုင်တယ်ဒါတွေစည်ရင်းစရာတည်ရှိမှုကြီးတစ်ခုလုံးရော ဒီဂျုံကဘယ်လိုတာဝန်ယူမှာလဲပေါ့နော်ဒီအထိကျွန်တော်ပြန်စဉ်းစားဖို့လိုပါတယ်အဲ့ grant ပေးထားတဲ့အဖွဲ့အစည်းတွေသူတို့ပြောတဲ့အထက်မှာစောင့်မမပါတဲ့အထက်မှာဆိုရင် NGO တွေပေါ့နော် NGO တွေအဲ့ဒီ NGO ကနေ grant ပေးလို့ပြောတယ်အဲ့တော့ဒီ NGO ကလေသူဘာလုပ်ဖို့လို့လဲဆိုဒီ NGO ရဲ့ပတ်စံဆိုတာသူနိုင်ငံတကာကနေပြီးတော့သူ့ကိုထောက်ပံ့နေပြည်သူတွေအခွန်ငွေရပဲဖြစ်ပါစေအလှူငွေရပဲဖြစ်ပါစေရလာတယ်ပတ်စံအဲ့တော့ဗမာပြည်ကဘာကြီးဘုံမှာရှိနေတဲ့ပတ်စံတွေကလူသားတွေရဲ့ပတ်စံပဲအင်္ဂါကြောရရလာရဲ့ပတ်စံတခုမှမရှိဘူး အဲ့တော့အဲ့လူသားတွေပတ်စံကိုဗမာဒီမှာဖိနှိပ်ခံရတဲ့ပြည်သူတွေအကျိုးစီးပွားအလုံးကတုံးမှုပြီးထားတာလေအဲ့ grand နေအတွက်ကိုဘယ်လိုရှင်းပါလဲအဲ့တော့ grand bay ရဲ့အဖွဲ့အစည်းအောက်ကိုဘယ်လိုတုံ့ပြန်ပါလဲဒီကိစ္စအောက်ဟိုတော်လှန်ရေးအရာလုံခြုံရေးအရာနော်စသည်ဖြင့်အရာအနီးမဖော်ထုတ်ဘူးဆိုရင်နော်ဟိုထုတ်မပြောလာဘူးဆိုရင်တော့ internal ဘယ်လိုလုပ်ပါလဲအမေရိကန်တို့ထုတ်ပြောဖို့လိုအပ်ပါတယ်21ရာစုကမ္ဘာကြီးမှာကျွန်တော်တို့မှာသတင်းမီဒီယာအချက်လက်ရာတာစီပါမရှိဘူးဟုတ်တယ်ဘယ်လောက်ပဲလုံခြုံနေလို့လုံနေလုံနေလေကျွန်တော်စစ်တပ်ကလည်းတလန်နေတချို့တွေကလည်းတဆင့် ော်တလန်နဲ့တချို့ဆိုရက်ွက်တရစိန်ကောင်းတို့ပြူစိုးထီတို့ပြောနေရမဟုတ်ဘူးဒီထဲမှာရှိနေနိုင်တဲ့လူတွေကနေတစင်ကျွန်တော်သတင်းချက်လက်တွေရနေရမယ်ဒီလိုလုပ်နေတဲ့အတွက်ကိုဒီနိုင်ငံတကာထောက်ပံ့မှုတွေကဆက်ရှိနေမှာလားရက်ဆိုင်သွားမှာလားဒါတွေဒီကျွန်တော်ဆက်လက်ဆောင်ကြည့်လေ့လာဖို့လိုတယ်ကဲနောက်တစ်ခုကကြတော့အရေးကြီးတဲ့ကဏ္ဍလာပါပြီအခုလေးတော်တော်ကြီးရောလှုပ်လှုပ်လှုပ်ဖြစ်နေတဲ့အဖွဲ့တွေပေါ့နော် NUCC ပေါ့ NUCC က NUGO ဖွဲ့ပေးတဲ့တာဝန်ရှိတယ်ပေါ့နော်အော် The Federal Democratic Charter ရ NUGO ဖွဲ့ပေးထားတဲ့ mandate ပေါ့နောက်တစ်ခါကြတော့2020ရွေးကောက်ပွဲရလာတဲ့ ကိုစလီနဲ့ဖွဲ့စည်းထားတယ် NUG နောက်မှာဥပဒေပြုမှန်တမ်းကိုခြင်ထားတဲ့ CRPH ကြီးတယ်အဲ့တော့ CRPH ကဟော NUCC ရောဟောဒါနဲ့ပတ်သက်ပြီးတော့ဘယ်လိုတုံ့ပြန်ပါလဲအဲ့တုံ့ပြန်ချက်တွေလေကျွန်တော်စိတ်ဝင်တာဆက်လက်နားထောင်ဖို့လိုအပ်ပါတယ်နောက်တစ်ခုက NUG မှာစာရင်းစစ်ချုပ်ရှိပါတယ်အဲ CRPH ကနေ2021ခုနှစ်ဇူလိုင်10ရက်မှာကတ်ရတာပါစာရင်းစစ်ချုပ်နာမည်ကဥတုအောင်လို့သိရတယ်ဗီဒီယိုတွေပါလေကျွန်တော်တွေ့တယ်အဲ့တော့အသင်းစစ်ချုပ်ယုံကရှိသေးလားပေါ့အသင်းစစ်ချုပ်ယုံကဘလို့အလုပ်လုပ်လဲဘလို့ report တွေထုတ်လဲအဲ့ report တွေဒီ ် CRPH ကိုသွားရလား NUCC ကိုသွားရလား NUG Internet Cabinet Cabinet ထဲမှာပဲထည့်တာလား budget ကာလစရည်နှစ်တိုင်းနှစ်တိုင်း budget ရှင်းလင်းထွက်လားကျွန်တော်ဒါတွေအတိစဉ်းစားဖို့လိုပါတယ်အဲအဲ့လိုရှာကြည့်ရဲ့အခါကျွန်တော်ရှာကြည့်တယ်ကျွန်တော်ဘုဒ္ဓသာနေလို့ဖြစ်နေမယ်အဲကျွန်တော်လွဲရမှားတာရှိရင်မပြည့်စုံတော့ရှိရင်ခင်ဗျားတို့ကွန်မန့်မှာထောက်ပေးအဲ့တော့ဥတို့အောင်ပေါ့စင်းစစ်ချုပ်ယုံခန့်ထားတယ်ဥတို့အောင်ဆိုတဲ့ပုံကောရှိသေးလားသူအောင်ယုံတက်လားအဲသူအောင်ဘယ်လိုတွေစည်ရင်းကိစ္စတွေလုပ်နေလဲကျွန်တော်ဒီမှာသတင်းချက်လက်တစ်ခု ကျွန်တော်ဒါနဲ့ပတ်သက်ပြီးရှာတဲ့အခါကျတော့ကျွန်တော်ဘာတွေ့လဲဆိုတော့2022ခုနှစ်နိုဝင်ဘာ24ရက်နေ့မှာပေါ့နော်အဲထုတ်ထားတဲ့သတင်းအရဆိုရင်ဝင်ကြီးဌာနတွေကိုစရင်စစ်နေတယ်ဆိုပြီးတော့တမနာယုံကပြောရေးဆိုခွင့်ရှိသူကအဲ့တုန်းကထုတ်ပြောတာရှိပါတယ်အော်ကျွန်တော်လည်းကျွန်တော်ဒီမှာစုဆောင်းထားတဲ့မှတ်တမ်းတွေ document တွေ internet မှာလိုက်ရှာတော့အဲ့စရင်စစ်မှုတွေပတ်သက်တဲ့နောက်ဆက်တွဲသတင်းချက်လက်တွေကျွန်တော်မသိရအောင်ကျွန်တော်မျက်စိရှမ်းသွားလိုအပ်တာထက်သွားရင်လေကျွန်တော်အပုတ်ချတာမဟုတ်ဘူးခင်ဗျားတို့ကျွန်တော်ထောက်ပံ့ပြန်ပြီးပြောဆိုပေးလို့ရတယ်အဲ့တော့ ီစီရင်စစ်အနေထားတွေအောင်ဘာလို့ရှိနေလဲဒါကြီးလေးကျွန်တော်သိဖို့လိုပါတယ်အဲ့တော့ဒါကြီးဆက်ဆက်ဖြစ်လာနေတဲ့ consequences ပေါ့အကျိုးဆက်တွေအရာဆိုရင်ဒီတော်လိုင်းအစိုးရလို့ခံယူထားတဲ့သူတွေဒါမျိုးဖြစ်ကြတယ်ဆိုတဲ့အခါကျတော့အာဏာရှင်ဆန်ဆန်တွေလုပ်တယ်ဆိုတော့ကျွန်တော်ပြောသလိုခြားစားမှုတွေအကြမ်းမှုတွေဒါမျိုးတွေဖြစ်လာတယ်အာဏာအသွေးလုံးသားတွေလုပ်လာတယ်ဖိနှိပ်တာတွေဖြစ်လာတယ်ဆိုရင်လူမှုအနေနဲ့တော်လိုင်းပေါ်မှာထောက်ခံမှုယုံကြည်မှု ရောကြလာနိုင်ပါတယ်တိကျတာဒါဒီတော်လှန်ရေးအသက်သွေးကြိုးထိပါတယ်လို့ကျွန်တော်သုံးသပ်လို့ရပါတယ်လူတွေဘယ်လိုတွေးမလဲအော်ဒီဆောင်မောဖတ်ပြီးအော်ငါတို့ကပတ်စံနေလှူလိုက်ရတာငါတို့ကတိုက်ညှိုးစုံပေါ့နော်မဟာချိုင်ထဲမှာလုံနေတဲ့တော့ကျွန်တော်တို့ရွှေတောင်အလုပ်သမားတွေမဲဆောက်ကစက်ယုံတွေကအလုပ်သမားတွေစင်ကာပူကသူတွေအမေရိကန်မှာဆူရှီလိမ့်နေနေပတ်စံစုပြီးပို့နေတဲ့သူတွေခီဆိုလေးထိုးလိုက်တာပဲရုပ်ရှင်လက်မှတ်လေးဝယ်လိုက်တာပဲပြီးတော့တောင်းဆိုလေးဝယ်လိုက်တာပဲစသည်ဖြင့်နေရာအနှံ့အလုပ်လုပ်နေကြတဲ့သူတွေရော အေးငါတို့ငါတို့လှူနေတဲ့ငွေခွေးသားဘုံညာထစ်သွားပြီလားဟုတ်ဟောအဲ့မှာခွေးသားကိစ္စကြီးလည်းပါတယ်လို့ငါတို့လှူနေပတ်စံခွေးသားဘုံညာထစ်သွားပြီလားပေါ့နော်ဒါမျိုးစဉ်းစားပြီးတော့ကျွန်တော်တို့ဒေါ်လာရင်းနဲ့နည်းနည်းခက်လန်းလန်းနေသွားမယ်ဒီလိုအလှငွေတွေပါပေးတာမလုပ်တော့ဘူးဆိုရင်လေဒေါ်လာရင်းအတွက် impact ထက်ခဲပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒေါ်လာရင်းအင်အားစုတွေမှာအဲ့လိုငွေပုံပုံမှာဖင်ခုထိုင်လို့ရတဲ့အနေအထားမရှိပါဘူးစစ်တက်လို့တနိုင်ငံလုံးကတယံသာဓာတွေရောလေလက်လွတ်ချေလို့ရောင်းစားလို့မရပါဘူးတည်သူထောက်ပံ့အလှငွေနေတာကျွန်တော်တို့ကခရီးဆက်နေရတာဖြစ်ပါတယ် ဒါမျိုးထိခိုက်မှုသည်လူဦးတော်လှန်ရေးအတွက်အင်တန်ထိခိုက်နိုင်တဲ့အခြေအနေဖြစ်ကဲဒါကတော့เนาะဒီ MP ကထုတ်တင်ဆက်ထားတဲ့ဒီစောင်းမနဲ့ပတ်သက်ပြီးတော့ဗောနော်ဒီ UNG ရဲ့ငွေကြေးအရှုပ်ရှင်းတွေကိုတုံးသက်ပေးထားတာဖြစ်ပါတယ်เนาะအဲ့တော့အားလုံးကတော့ဖတ်ပြီးလာတော့မသိဘူးเนาะဒီမြန်မာ press မြန်မာ press photo agency ဆိုတဲ့ page မှာသွားပြီးမှကြည့်လို့ရရဗောနော်အဲ့ဒါကိုကျွန်တော်ရဲ့ description ထဲမှာလဲဗောနော်ကျွန်တော်ရဲ့ဒီ post မှာလဲကျွန်တော်တင်ပေးထားမှာဗောနော်အဲ့ဒီမှာဆိုရင်ကျွန်တော်အကြမ်းလေးပြန်ဖတ်ပြမယ်ဆိုရင်ဗောနော်ဒီ UNG ဖြစ်ရှင်းရမယ်ဝင်ကြီးချုပ်ရုံကငွေကြေးရှုပ် ရှုပ်များယုံနေဖိနေမှုများနဲ့အာနာလွဲသုံးစားမှုများဆိုပြီးခေါင်းစဉ်တက်ပြီးမှာပေါ့နော်ငွေကြေးကိစ္စတွေရယ်ယုံနေဖိနေမှုတွေရယ်အာနာလွဲသုံးစားမှုတွေကိုမှအချက်လက်ကြက်ကြသူတို့တင်ဆက်ထားတာတွေ့ရတယ်နော်အဲ့တော့ဖတ်ပြရင်တော့ရမ်းရှိတဲ့အတွက်မဖတ်ပြတော့ဘဲနဲ့ကျွန်တော် post မှာတင်ပေးထားမှာပေါ့နော်အဲ့တော့ဘလိုပဲပြောပြောအခုချိန်မှာဆိုတော်လိုင်းကြီးက9နှစ်လောက်ရှိလာပြီဖြစ်လာတဲ့အတွက်ပေါ့နော်ဒီလိုမျိုး ကိစ္စတွေကမဖြစ်တော့ဘဲနဲ့ UNG ကတကယ်ပဲပေါ့နော်ရည်ရည်ကြက်ကြက်နဲ့အာဒီလှုပ်ဆောင်သွားမယ်ဥဆောင်သွားမယ်ဆိုတော့ဒါအကောင်းဆုံးပေါ့နော်အခုလိုမျိုးဖြစ်လာတဲ့အခါမှာလည်းဒါကထားလိုက်ပါအောင်နော်ဖြစ်သွားပြီဆိုရင်အဲ့ဒီဟာတကယ်လို့သူတို့ဘက်ကလုံးဝမမပါဘူးမှန်ပါတယ်ဆိုရင်လည်းဒါဖြည့်ရှင်းပေးဖို့လိုတယ်နော်ဖြည့်ရှင်းပေးမှပဲရမယ်မဖြည့်ရှင်းပေးဘူးဆိုရင်တော့ခိုးတော့ကလို့ပေါ့နော်မဖြည့်ရှင်းပေးတဲ့အာဒီလိုပဲ line ပေါ်ပျောက်သွားတာမျိုးကတော့တိတ်အဆင်မပြေတော့ဘူးပေါ့နော်အခုဆိုရင်အဲ့တော့အခုချိန်ပါဆိုရင်တော့ကျွန်တော်ပြည်သူတွေကလည်းရှင်းရှင်းလင်းလင်း တစ်ခုခုကိုပြပြတတာတိဖို့လိုပါတယ်နော်အဲ့တော့ဟိုတုန်းကသူတို့ဒီငွေကြီးဒီဘလိုပဲလုတ်ခဲလုတ်ခဲပါနော်နောက်ပိုင်းမှာမလုတ်အောင်ပါနော်တီတီကြာနေတီတီစာလေးလုတ်ပေးမယ်ဆိုရင်တော့ပြည်သူကကျေနပ်မှာဖြစ်ပါတယ်เนาะအဲ့တော့ဒါတွေနဲ့ပတ်သက်ပြီးတော့လည်းအာဘယ်လိုမျိုးအရေးယူမလဲဘယ်လိုမျိုးလုပ်မလဲဆိုတာကိုကျွန်တော်တို့အားလုံးကတော့စောင့်ကြည့်ဦးမရှိပါတယ်เนาะအဲ့တော့ဒီရဲ့ဒီဆောင်းပါးလေးကိုကြည့်ကြည့်နေဆိုရင်တော့ကျွန်တော်ရဲ့ post မှာတင်ပေးထားမှာဖြစ်လို့အမှတွားပြီးမှဖတ်လို့ရပါတယ်เนาะ โอเคဒီညတော့သတင်းပြီးတော့ဒီလောက်ပါပဲစာဆုံးကြည့်ပေးကြပြတ်ပြီးရောက်စတဲ့အထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့ကြံဖတ်မင်းအောင်လိုက်စစ်ပြီးငလင်ပြီးဘေးနဲ့ပေါင်းစုံမှာကင်းလို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ